နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်ထိပ်တန်းဘူရှုတ်ကြီးနဲ့အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဂျာကာမြို့ကိုမတ်လ24ရက်နေ့ညပိုင်းမှာ ရောက်ရှိလာခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ် Development Report မှာသတင်းဖော်ပြခဲ့ပါတယ်။အာရခတ်တော် AA ရဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တို့ကိုတင်ပိုင်ဖို့အတွက်ပြင်းထန်တဲ့ထိုးစစ်တွေမတိုင်ခင်မှာအခုလိုရောက်ရှိလာခဲ့တာပါ။အဲ့ဒီအဖွဲ့ဟာ Hawaii အခြေစိုက် American Pacific စိတ်ထာနာရှုပ် USARPAC ရဲ့ဒုတိယကွက်ကေးရေးမှူးဖြစ်သူဒုဗိုလ်ချုပ်ကြီးဂျိုးဘီဂျေဘွဲဦးဆောင်ပြီးတော့ထိတ်တန့်အရာရှိ၄ယောက်ပါဝင်ခဲ့တာပါသူတို့တွေဟာမလ25ရက်နေ့မှာဘင်္ဂလားဒေ့ရှ်တပ်မတော်ထိတ်တန့်အရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသိရပါဗျ။ American ဒုတိယဗိုလ်ချုပ်ကြီးဘိုဝဲရဲ့ဒါကာခရီးစင်ဟာ AA အနေနဲ့လက်ကျန်မျိုး၃မျိုးကိုတင်ပိုက်ဖို့ထိုးစစ်စတင်ဖို့စီစဉ်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်လို့ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာရေးရာ စီရင်လေးလာတုံးသက်သူတွေကတုံးသက်ပြောဆိုထားပါရဲ့ရှင်။